بسم الله الرحمن الرحيم حامدا ومصليا بالله التوفيق يقابي ناشيني أمي شيرة لوتي أوما منا نجني تيزا سابو جاتو ما لون لاو دي تاين داشي منا نجني سابو جاتو لون تاين داشي ဘယ်လိုလဲသူရအရှက်အင်္ကာတွေကိုဖုံးအုပ်ဖို့အတွက်အဝတ်အစားရှိတယ်ဆိုရင်အဲ့ဒီလူဟာတခြားနေရာတွေမှာတွားပြီးတော့တခြားလူတွေစီမှာတွားပြီးတော့ ਨੇ တောင်းခံပိုင်ခွင့်မရှိဘူးအဲ့လိုပဲလူတယောက်ကမိမိပါလာမိမိချားဖွေစားတောင်းနိုင်တဲ့အင်အားရှိတယ်ဆိုရင်အဲ့ဒီလူဟာတခြားလူတွေစီမှာတွားပြီးတော့တောင်းခံပိုင်ခွင့်မရှိဘူးသူတောင်းခံမှုနဲ့ပတ်သက်ပြီးတော့ဒီ story မှာချင်းချောင်းတတိပေးမှုတွေလာရှိထားတယ်ဆလ္လာလဟူအလัยဟိဝဆလမ်အမိတ်ရှိတယ် တရား၃ခုပါချက်၃ခုပါအဖြစ်တယ်အမှန်တရားဖြစ်တယ်ဘုရားမှန်ကြအဲ့ဒီအချက်၃ခုတွေကတခုကိုတမန်တော်ဆလလောလဟ်အလัยဟိဆလမ်အမိရှိတယ်ကျင်သူဟာအောက်ခံခြင်းရဲ့တကားကိုဖွင့်မယ်ဆိုရင်ပြည်သူတို့အလ္လာဟ်တာလာကဆင်းရဲကြက်ပဲခြင်းရဲ့တကားကိုဖွင့်ပြလိမ့်မယ်အဲ့ဒီဘနောဒီရဲ့ဒီမလာရအကျဉ်းသူဟာဘာအချက်မရှိမဲနဲ့စီးပွားရေးအနေနဲ့လူရဲ့လုပ်ငန်းအနေနဲ့ လိုင်လံတောင်းထံဒီနေ့ပတ်သက်ပြီးတော့ဟာဒီသ်တော်မှာချင်းချောက်တရီပေးမှုတွေလာရှိတယ်။မွ슬င်ရဲ့ရီဝါယတ်မှာလာရှိတယ်။ဟာဒတ်အဘူဟူရိုင်ရာရဲ့ရီဝါယတ်ဖြစ်တယ်။မန်ဆာအလန်နာစအမဝါလဟွမ်တကဆူရန်အင်နမာယစအလူယစဖအင်နမာယစအလူဂျမရန်လီယစတကီလ်အော်လီယစတက်ဆစ်အချင်းသူဟာလူတွေစီမှာဥစ္စာပစ္စည်းတွေကိုလိုင်လံတောင်းခံတယ် ညပြဖို့အတွက်တဘောကမိမိရဲ့လုပ်ငန်းကံကံနေတာမိမိရဲ့လုပ်ငန်းတစ်ခုနေတာလူလေးစီမှာမိမိရဲ့ဥစ္စာပစ္စည်းညပြဖို့အတွက်လိုက်လံတောင်းခံတယ်ဆိုရင်လေခရီးဒူဟာဂျဟန္နမ်ရဲ့မိကိုစုဆောင်းလာတဲ့သူဂျဟန္နမ်ရဲ့မိကိုတောင်းခံလာတဲ့သူလေခရီးဒူအနေနဲ့သူဆန္ဒရှိနေဆိုရင်ဂျဟန္နမ်ရဲ့မိရဲ့အများကြီးကိုစုဆောင်းမှာဘယ်မှာမိအနေငယ်ကိုစုစုတော့မှာ ဘောဒီဟာဒီစကနေပါတိရတယ်ဆိုတော့အချင်းသူဟာမိမိမှာလိုအပ်ချက်မရှိဘဲနဲ့မိမိရဲ့ဥစ္စာပစ္စည်းများပြားဖို့အတွက်လူတွေစီမှာလိုက်လံတောင်းခံတယ်ဆိုရင်အဲ့ဒီသူကဂျဟန္နမ်မှာအဇာဘူခံရမှာဆိုတော့ဒီဟာဒီစ်အဖြစ်တိရဒါပေမဲ့နောက်ပြေရွာရဲ့ဒီမှာလာတဲ့အချင်းသူဟာလိုအပ်ချက်မရှိဘဲနဲ့လူတွေစီမှာလိုက်လံတောင်းခံတယ်ဆိုရင်အဲ့ဒီသူကအဲ့ဒီတောင်းခံမှုကြောင့်လည်းမက်ပြန်ပြာမမိမှာသူ့ရဲ့မျက်နှာမှာဒဏ်ရာအနာတရားတွေဖြစ်နေသူဟာပြန်လဲရှင်ပြန်ထားရမှာဆိုပြီးရွာရဲ့ဒီမှာလာရှိတယ်လူတယောက်ကကိုယ်စီမှာလက်တောင်းတယ် ကိုစီမှာလိုက်မပေါင်းနဲ့အဲ့ဒီလူနဲ့ပတ်သက်ပြီးကိုတည်တယ်ဒီလူဟာမစ္စတာဟစ်မဟုတ်ဘူးရှရီအတ်ရဘူးကိုတောင်းခံပိုင်ခွင့်ပေးထားတဲ့သူမဟုတ်ဘူးဆိုတာကိုတည်တယ်ဆိုရင်သူ့သူ့ကိုဘာလို့တည်တယ်လဲဆိုတော့ကိုမျက်နှင်းချက်မြှောက်အောင်လုပ်တယ်ဟုတ်စိတ်သက်ကြောက်အောင်လုပ်တယ်အဲ့မြန်မြန်ကြဲမဲပေါအောင်လုပ်တဲ့နေရာမှာစိတ်သက်ကြွားအောင်လုပ်တဲ့နေရာမှာသူ့ကိုမပြေးပဲနေလိုက်တဲ့နေရာမှာလူငေါ့ငန်းပြီးတော့ချိန်မောင်းပစ်တင်ပြီးတော့လည်းသူ့ကိုမဆက်ဆံရအောင်ဒါလို့ဆိုတော့ကျွန်တော်မြတ်ကုရ်အန်ကအလ္လာဟ်တာလာမေးရှိတယ်ဝအမ်မဆာအီလာဖလာတန်ဟာအောက်ခံတဲ့သူကို ။ငောင်းရမှုမပြုရဘူး၊မြင်ထုံးမှုမပြုရ။သူ့ကိုကောင်းမှုဆိုတာပြောဆိုပြီးတော့သူ့ကိုငြင်းကြက်မြက်သွားလို့လဲ။ဒါပေကိုကသိတယ်။ဒီလူကမထိုက်တန်မဲနဲ့လာရောက်တောင်းခံတဲ့သူဖြစ်တာကိုသိလျက်နဲ့ကိုကပေးလိုက်လို့ဆိုရင်လည်းပဲအလ္လာဟ်တာလာကိုကိုစဒကာရဲ့ဆဝါဘ်ကိုပေးမယ်။စဒကာရဲ့ဆဝါဘ်ကိုရရှိမှာဖြစ်တယ်။အဲ့တော့ဘလို့လူတွေကတောင်းခံခွင့်ရှိတယ်ဆိုတော့ခလားကစီကံချက်ကလာကစင်ပြတ်ချက်ကိုမရရှိတဲ့လူတွေတောင်းခံခွင့်ရှိတယ်။အကယ်၍လူတယောက်စီမှာတရက်စာမနဲ့ညက်ညက်တရက်စာစားဖို့အတွက်ထူလုံတဲ့အနေထားမရှိဘူး။ သူမစားရရင်သူငတ်ပြတ်မဲ့အနေအထားတီတီဂျီမှာအသက်အနည်းထိခိုက်မဲ့အနေအထားရောက်ရှိနေပြီဆိုရင်တော့အဲ့ဒီလူအနေနဲ့တောင်းခံပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ဆက်တဇရူတဲ့အလုံးနဲ့ပြင်းထန်တဲ့လူအချက်ပစုံတရားဖြစ်လာတဲ့အခြေအနေမျိုးမှာဒီတောင်းခံမဲ့ဆိုရင်တောင်းခံပိုင်ခွင့်ရှိတယ်။ဟောတခြားလူတွေအနေနဲ့တောင်းခံပိုင်ခွင့်ရှိမှာမဟုတ်ဘူး။